ရုရှားကိုတိမခန့်နိုင်တော့တဲ့ဂျပန် UK နဲ့အတူခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ခြင်းယူကရိန်းကိုကျူးကျော်ခဲ့မှုနဲ့အတူကမ္ဘာအဆင့်စွမ်းအားကြီးနိုင်ငံဆိုတဲ့အနေအထားကိုရုရှားလက်လွတ်ခဲ့ရပါတယ်။အခုဆိုရင်ယူကရိန်းစစ်ပွဲက၃နှစ်ကျော်လာခဲ့ပြီဖြစ်ပြီးတော့ NATO တပ်ဖွဲ့တွေက Baltic နဲ့ Scandinavian ဒေသတွေမှာအင်အားကြီးမားလာတာလည်းဖြစ်ပါတယ်။ နောက်တစ်ခုကတော့အာဖရိကကိုဆီးရီးယားကနေတဆင့်ဝင်နေတဲ့ရုရှားရဲ့လမ်းပေါက်ကလည်းပိတ်ဆို့နေခဲ့ပြီဖြစ်ပါတယ်။ရုရှားရိယာအခြေအနေတစ်ခုပြီးတစ်ခုနောက်ဆုတ်ပေးနေရပါတယ်။ဒါပေမဲ့ပူတင်အထွက်ကတော့အိမ်မဆိုးကအခုမှစတင်တာ ဖြစ်ပါတယ်။ရုရှားရှေ့ပိုင်းနဲ့အရှိတ်အစွန်ပိုင်း UK နဲ့ American ကြောထောက်နောက်ခံပြုထားတဲ့ဂျပန်နိုင်ငံတို့ကပစိဖိတ်သမုဒ္ဒရာထဲမှာရုရှားကိုတောင်းမှာပိတ်ဆို့ထားသလိုဖြစ်နေပါတယ်။ ယူကရိန်းစစ်ပွဲမတိုင်ခင်ကရေတပ်မှစူပါပါဝါလို့ယူဆခံထားရတဲ့ရုရှားဟာဒီအထွတ်အခက်အခဲတွေနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ဘိတ်ဆိုထားမှုတွေကြောင့်ရုရှားက ပို့ပြီးတော့ဟိုဗစိဖိတ်သမုဒ္ဒရာတွေမှာအနေချင်းကျက်လာနိုင်ပါတယ်ဒီတော့2025ခုနှစ်ထဲမှာ UK နဲ့ဂျပန်နိုင်ငံတို့ကဘာတွေလုပ်ဖို့ရှိနေလဲဘူတရာရောဒီလိုမဟာမိတ်အဖွဲ့ကိုဘယ်လိုထုံပြန်ပါလဲရေပြင်ခြေနေတွေကရောဘယ်လိုဆက်ပြီးတော့ဖြစ်လာမှာလဲဒီမိခုနှစ်ရဲ့အဖြေကိုဒီနေ့ဗီဒီယိုလေးမှာလေ့လာကြည့်ရှုကြည့်ကြပါစို့လားရှင် UK နဲ့ဂျပန်နိုင်ငံတို့ဟာ2025ခုနှစ်ထဲမှာတာမန်စီးရီးလေးချင်းမှုတစ်ခုကိုအင်ဒိုပစိဖိတ်ဒေသမှာပြုလုပ်မယ်လို့ဆိုပါတယ် ဒါကလုံခြုံရေးမြင့်တင်ဖို့အတွက်နဲ့နိုင်ငံတစ်ခုချင်းစီရဲ့စစ်တပ်ကိုလေးကျင်သာပိုရစေချင်တဲ့အတွက်ဖြစ်တယ်လို့ဆိုပါရယ် ဒီပူပေါင်းစီရီလေးချင်းမှုမှာ US တပ်ဖွဲ့တွေလည်းပါဝင်มาဖြစ်ပါတယ်ရည်ရွယ်ချက်ကြတော့ရုရှားရဲ့အရှိဆုံးပိုင်းရေပိုင်နက်တွေကိုလုံခြုံစေဖို့အတွက်ဖြစ်ပါတယ်ပြည်ထောင်တဲ့အေဂျင်မှုဟာတောင်ပစိဘိတ်တမုတ်တရာဘက်ကိုရွေလျားသွားမှာဖြစ်ပါတယ်။ဒီနေရာမှာပြုလုပ်တဲ့စီရီလေးချင်းမှုကတော့အထူးအရေးကြီးပါတယ်။ UK နိုင်ငံဟာဒီနေရာမှာ HMS Spray နဲ့ HMS Thermal စစ်သည်မော်တွေကိုအစင်မြဲတပ်ဆွဲထားပါတယ်။ နောက်နေ့မှာတော့ Royal Navy လေယာဉ်တင်သင်္ဘော HME Prince of Wales ကလေယာဉ်တင်သင်္ဘောအုပ်စုကိုဦးဆောင်ပြီးတော့ဒီဒေသကိုချီတက်လာမှာ ဖြစ်ပါရင်ပြီးတော့ဂျပန်မဟာမိတ်နဲ့အတူစီးရီးလေးကျင်ပြီးတော့ဂျပန်နိုင်ငံစိတ်ကန်းတစ်ခုမှာပါအလဲဖက်ဖြစ်ရနာအောင်မှာဖြစ်ပါရင်2021ခုနှစ်မှာလေ HMS Queen of Elizabeth စစ်သည်မောကဂျပန်နိုင်ငံမှာရန်နာခဲ့ပူပါတယ်။ဂျပန်နိုင်ငံအတွင်းဗစီပိတ်သမုတ်တရာဒေသမှာရုရှားရဲ့ချိန်ကမှုမရှိစေဖို့ကအရေးကြီးပါတယ်။ ဂျပန်ကရုရှားနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တယ်ဆိုတာကိုတော်တော်များကမေ့နေတတ်ကြပါတယ်။ဂုံးမြေထိစပ်မှုတော့မရှိပေမဲ့ရေပြင်ထိစပ်နေတဲ့အိမ်နီးချင်းနိုင်ငံဖြစ်ပါတယ်။စစ်အေးကာလမှာတော့ဒီနယ်ဆက်အရေးခင်းကသတိထားစရာတစ်ခုဖြစ်ခဲ့ပါတယ်။35နှစ်ကျော်လွန်လာပြီးတဲ့နောက်ဖူတင်ကအနောက်နိုင်ငံတွေကိုထိတိုက်တွေ့နေတဲ့အချိန်မှာအခုအချိန်မှာရုရှားဂျပန်ရေပိုင်နဲ့ထိစပ်မှုကသတိထားစရာတစ်ခုဖြစ်လာပြန်ပြီဖြစ်ပါတယ်။ရုရှားရဲ့ပစိဖိတ်ဒေသအရင်ငုတ်သင်္ဘောတပ်ဖွဲ့ဟာနျူကလ িয়ার ပစ်ခတ်နိုင်တဲ့ပယ်ထိန်ဒုံးကျည်တွေထပ်ဆင်ထားပါ တယ်။ဒါကြောင့်လည်းဂျပန်နိုင်ငံက2025ခုနှစ်မှာ UK နဲ့တွဲပြီးတော့စည်ရေးလေးချင်းမှုကိုဆုံးဖြတ်ထားတာဖြစ်ပါတယ်။ရုရှားရဲ့အရေးအတွက်တိုးပွားလာတဲ့ရင်းငုပ်သင်းမိုးတွေကဂျပန်အတွက်တခုတည်းသောပြဿနာမဟုတ်ပါဘူး။ဂျိုရူတပ်ပုံတွေအရလက်တလုံးနှစ်တွေမှာရုရှားနျူကလ িয়ার ရင်းငုပ်သင်းမိုးတွေဟာပိုပြီးတော့တက်ကြွလာတယ်။လှုပ်ရှားမှုများလာတယ်ဆိုတာကိုမြင်တွေ့လာရပါတယ်။ဒီအတွက်ဂျပန်နိုင်ငံမြောက်ပိုင်းဟာချိန်ချောက်ခံလာရပြီးတော့ US နဲ့ဂျပန်တို့ရဲ့မဟာမိတ်ဖြစ်မှုကိုပါချိန်ချောက်ခံလာရပါတယ်။ပြီးတော့ ရုတ်နိုင်ငံရဲ့ချိန်ချမှုတွေလည်းရှိနေပါသေးတယ်။ဒါရီအတွက်အနောက်နိုင်ငံတွေပူးပေါင်းထားတဲ့တုံ့ပြန်မှုကိုလိုအပ်ပါတယ်။ ဂျပန်နဲ့သူ့ရဲ့အင်ဒိုပစိဖိတ်မဟာမိတ်တွေဟာတရုတ်ရဲ့အင်အားကိုချိန်ခွင်ရှာမျှတအောင်လုပ်ဖို့လွှဲနေပါတယ်။အခုရုရှားရဲ့ယူကရိန်းစစ်ပွဲအရေးခင်းပြဿနာကြောင့်ဂျပန်ဟာရုရှားကိုပါထည့်သွင်းတွက်ချက်ဖို့လိုအပ်လာပါတယ်။ဒီအတွက်ဂျပန်ဟာယူကရိန်းနိုင်ငံကိုပါဒီကိစ္စရဲဆွဲသွင်းလာပါတယ်။ဒီမဟာမိတ်အဖွဲ့ကိုအန်တူဘောကတော့ရုရှားအတွက်ခက်ခဲနိုင်ပါတယ်။ဒီမဟာမိတ်အဖွဲ့ကလွန်ခဲ့တဲ့နှစ်တရာလောက်ကဖြစ်ပျက်တွေကိုသတိရလာအောင်ရုရှားကိုသတိပေးနေရပါ။ကမ္ဘာပေါ်မှာအကြီးမားဆုံးသောရေတပ်တိုက်ပွဲတွေတည်းကတစ်ခုဟာဂျပန်နိုင်ငံ န်ဆူရှိုမာကျွန်းဒေသမှာဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။အဲဒီတိုက်ပွဲမှာဂျပန်ရေတပ်ကရုရှားဘောတစ်ရေတပ်ကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ဒီကျုံးဟာရုရှားနိုင်ငံဗော်ဒီဗိုစတိုကနေပစိဖိတ်သမုဒ္ဒရာတွေကို ထွက်တဲ့ထွက်ပေါက်နေရာမှာတရှိနေရလဲဖြစ်ပါတယ် ြီးတော့အိန္ဒိယသမုဒ္ဒရာကိုလည်းဒီလန်ချောင်းကနေတဆင့်သွားနိုင်ပါတယ်။ဒီလန်ချောင်းကနေသွားမယ်ဆိုရင်တော့ဆိုဗီယက်နျူကလ িয়ার စစ်သည်မော်တွေကဒီဒေသမှာမြုံနှံထားတဲ့ရေအောက်အချက်ပီးစနစ်တွေကိုကျော်လွန်နိုင်ဖို့တော်တော်လေးကြိုးစားရပါတယ်။ရေငုပ်သင်္ဘောအင်ဂျင်ဆက်တွေကိုတောင်ဖိတ်ထားပြီးတော့မှဂျပန်နေအသိအောင်ဖျက်သန်းသွားကြတာဖြစ်ပါတယ်။ပြီးတော့မှသာအရှိတရုတ်ပင်လယ်တွေကိုထွက်နိုင်မှာဖြစ်ပါတယ်။ရုရှားကော်ဗက်စစ်လီယင်တွေကလည်းရေငုပ်သင်္ဘောတွေဖျက်သန်းသွားပြီးတော့မှသာဒီစစ်ရေယင်တွေ လည်းအင်ဂျင်နီကိုဆက်ပြန်နိုးပြီးတော့လိုက်ပါသွားကြတာဖြစ်ပါတယ်။ပစိဖိတ်သမုဒ္ဒရာတွေကိုနောက်ထပ်ထွက်ပေါက်တစ်ခုအနေနဲ့ Can shed call data ရှိပါသေးတယ်။ ဒါပေမဲ့ဒီဒေသရဲ့ရေလန်းကချင်းမြောင်းတဲ့အတွက်ရုရှားတွေကဂျပန်ကဲဟူရန်ဘက်ကနေပဲသွားကြတာဖြစ်ပါတယ်။ရန်ကီအမျိုးအစားရင်းငုတ်သင်္ဘောတွေကဒီဒေသမှာစုတေးကြပြီးတော့အမေရိကန်ကဲဟူရန်ကနေ200ကနေ2500ကီလိုမီတာဝေးတဲ့နေရာတွေမှာကင်းလဲတာတွေကိုလှုပ်ဆောင်ကြပါတယ်။1990နှစ်လပိုင်းနေ့မှာဆိုရင် Delta 1နဲ့ Delta 3အမျိုးအစားရင်းငုတ်သင်္ဘောတွေက ပဲ့ထင်းဒုံးကြီး R29 နဲ့ R29R ကိုတက်ဆင်ထားပြီးတော့မှပစိဖိတ်သုံးမုတ်တရားမှာထွက်ပေါ်လာခဲ့ပူပါတယ်။နောက်မျိုးစားတစ်ခုဖြစ်တဲ့ Delta S ကတော့ဒီလိုပုံရှုွယ်ရှုသွားနေစရာမလိုအပ်ပါဘူး။ဒီသမော်ရီရဲ့ရည်ရွယ်ချက်ကတော့အချိန်မရွေးဆိုပြီးပိုင်နက်ဒီစီကနေအကူအညီရယူနိုင်ဖို့အတွက်ဖြစ်ပါတယ်။ Rankey သမော်ရီက15 knots အမြန်နှုန်းနဲ့သွားလာနိုင်ချိန်မှာ Delta S ကတော့48 knots နဲ့အမြန်နှုန်းနဲ့သွားလာနိုင်ပါတယ်။ ဂျွန်ဂျင်ဒူရီကဆိုဗီယက်တရပြည်ခွာတွေကိုလေ့လာခဲ့ကြပါတယ်။နာမည်အကျော်ကြားဆုံးရင်ငုတ်သင်္ဘောစိတ်ကန်းကတော့ဘာနက်စိတ်ကန်းပဲဖြစ်ပါတယ်။ဒါကမြောက်ပိုင်းရင်ငုတ်သင်္ဘောတပ်ဖွဲ့တွေအတွက်စိတ်ကန်းတစ်ခုဖြစ်ပါတယ်။ပစိဖိတ်ရင်ငုတ်သင်္ဘောတပ်ဖွဲ့အတွက်ကိုစိတ်ကန်းကတော့ Sea of No လို့ခေါ်ပါတယ်။1994ခုနှစ် Delta World အမျိုးအစားရင်ငုတ်သင်္ဘောတွေကိုထုတ်ပြလိုက်ပြီးတဲ့နောက်မှာဆိုဗီယက်တွေက Seok Onok စိတ်ကံကိုအင်အားဖြည့်တင်းခဲ့တာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကတော့ကြီးတက်တွေကိုဆင်းလွတ်တာပဲဖြစ်ပါတယ်။ စစ်တရက်တပ်ဖွဲ့အဖွဲ့နံပါတ်16ကိုဒီဒေသကိုစီလွတ်ခဲ့ပါရီဒီတပ်ဖွဲ့ကတောင်ဘက်တန်တာကျွန်းတွေပေါ်မှာတက်ဆွဲရပါရီနှစ်ပေါင်း20အတွင်းဒီတန်တာကျွန်းတွေနဲ့ circling ကျွန်းတွေပေါ်ကိုမြေပြင်ပြက်လက်နက်တွေရေပြင်လက်နက်တွေဒုံးကျည်တွေရေလျောင်းလေကြောင်းကာကွယ်ရေးစနစ်တွေနဲ့အင်အားဖြည့်ခဲ့တာဖြစ်ပါရီဒါအပြင်စီမာဂျိုးမော်ကကြီးမားတဲ့ Caldera ဒေသကိုလည်းရင်းနှီးမှုတွေမဆောင်ရမ်းဖြစ်ကိုအသွင်ပြောင်းခဲ့ပါသေးတယ်။ဒါရီကလူသိမ့်မသိကြတဲ့ဆိုဗီယက်ခေတ်ကတောင်မှ အန်ဒလန်တစ်သမုဒ္ဒရာကိုကြီးစိုးဖို့ကြံစီခဲ့တဲ့ပုံတွေဖြစ်ပါတယ်။ရှားဇဝင်ကတပတ်ပြန်လည်လာခဲ့ပါပြီ။ဒီကနေ့ခေတ်ရုရှားဟာတချိန်ကဆိုဗီယက်ပြည်ထောင်စုပြိုကွဲခဲ့တာကိုသင်ခန်းစာယူပြီးပါပြီ။ဆိုဗီယက်ခေတ်လက်ကျန်ပစိဖိတ်နျူကလ িয়ার ရင်ကုန်သင်္ဘောတွေကကာကွယ်ရေးအသုံးစီမလုံလောက်မှုတွေကြောင့်ခက်တွေ့နေရပါတယ်။ပြီးတော့ဒီသင်္ဘောတွေပေါ်မှာပတ်ဝန်းနဲ့ နျူကလ িয়ার ဓာတ်ပေါင်းပိုတွေကိုလည်းစီးရီတာဝန်ထမ်းဆောင်ဖို့ထက်လင်းစစ်တအားပေးနိုင်ဖို့အတွက်1980ကနေ1990ခုနှစ်တည်းကြာဆောင်ရွက်ခဲ့ပါတယ်ဒီအတွက်ရုရှားရင်ငုံသင်္ဘောကင်းလည်ရင်နဲ့သမုဒ္ဒရာပိုင်နဲ့စူမိုးကြီးဟာနောက်ကျသွားရပါတယ် 2009ခုနှစ်မှာတော့အသုံးမပြုတော့တဲ့ရင်ငုံဒမော်ရီရဲ့ပြုပြင်ထိန်းသိမ်းရေးစရိတ်ကမနှဲလာတာကိုရုရှားတွေသိလာကြပါတယ်1990ကျော်ခုနှစ်တွင်မှာရုရှားကာကွယ်ရေးအထွေရေးမှူးအန်ဒရီခိုရှင်ကမြောက်ပိုင်းရင်ငုံဒမော်တပ်ဖွဲ့တွေကိုကြကြလလစ်ဖြစ်အောင်ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်ပြီးတော့ ကမ်ကက်ဆာမှာရှိတဲ့ရင်ငုတ်သင်္ဘောစိတ်ကန်းကိုပိတ်ပစ်ခဲ့ပါတယ်။နှစ်ထောင်ခုနှစ်တွင်မှာတော့ပူတင်အာဏာရလာခဲ့ပါပြီ။ပူတင်ကိုကန်ချာတာမှာရှိတဲ့ရင်ငုတ်သင်္ဘောစိတ်ကန်းကိုပိတ်ဖို့အကြံပြုခဲ့ကြပေမဲ့သူကငြင်းဆန်ခဲ့ပါတယ်။ဒါပေမဲ့စိတ်ကန်းကတော့ လူတွေမေးဖြောက်တာကိုခံလိုက်ရပါတယ်ပူတင်ပါပဲပြောနေပါစေပစိဖိတ်နျူကလ িয়ার ရင်ငုတ်တပ်ဖွဲ့ဟာအားနည်းနေခဲ့ပါပြီ2010ခုနှစ်အစောပိုင်းမှာတော့ data class ရင်ငုတ်သင်္ဘော၃စီးပဲကျန်မာတော့တယ်ဂျန်ဂျန်တွေကရုရှားတပ်ဖွဲ့မှာနျူကလ িয়ার ပယ်ထိန်ဒုံးကြီးတဲ့ရင်ငုတ်သင်္ဘောတွေမကျန်တော့ဘူးလို့တောင်းထင်လာကြပါတယ်ဒီလိုသာဖြစ်သွားခဲ့ရင်ရုရှားရေတပ်ကဂယူရန်ကာကွယ်ရေးတပ်အနေငယ်နဲ့တာမန်ရင်ငုတ်သင်းပေါ်အနေငယ်သာကျန်တော့မှာဖြစ်ပါတယ်။ဒါပေမဲ့ ဘိုရက်ကလက်စ်မျိုးစားရင်ငုတ်သင်္ဘောတွေပေါ်ထွန်းလာမှုနဲ့အတူပစိဖိတ်ရင်ငုတ်သင်္ဘောတစ်ဖွဲ့ဟာဆက်လက်ရှင်သန်နေခဲ့ပါတယ်။2022ခုနှစ်နှစ်ကုန်မှာပြောရမယ်ဆိုရင်တစ်ဖွဲ့တွေကိုအစစ်မြင့်တင်ထားတဲ့ဘိုရက်ရင်ငုတ်သင်္ဘော၃စီးတက်တော်ဝင်နိုင်ခဲ့ပါတယ်။ Delta 3အမျိုးအစားရင်ငုတ်သင်္ဘော၃စီးကိုတော့အနာပေးလိုက်ပါတယ်။ဒီလိုနဲ့ပစိဖိတ်နျူကလ িয়ার ရင်ငုတ်သင်္ဘောတပ်ဖွဲ့ဟာပြည်လဲအားတောင်းတင်လာပါတယ်။ပြီးတော့အမြောက်ပိုင်းရင်ငုတ်သင်္ဘောတပ်ဖွဲ့နဲ့တောင်ပခုံးချင်းရှင်နိုင်လာခဲ့ပါတယ်။ 2021နဲ့2022ခုနှစ်တွေမှာရုရှားရင်ငုံသမောတွေကတစ်နှစ်မှာတစ်ကြိမ်နှစ်ကြိမ်လောက်သာခီးထွက်ကြပါတယ်။တစ်ကြိမ်ကိုတစ်လကျော်ကြာမြင့်ပါတယ်။ထိုတောင်းတဲ့ခီးတွေဆိုရင်တစ်ဘက်ကနေသုံးဘက်ထိပဲကြာမြင့်ပါတယ်။ဒါပေမဲ့2024ဇန်နဝါရီနဲ့စက်တင်ဘာလကြားမှာတစ်လထက်ကြာတဲ့ခီးထွက်မှု၃ကြိမ်ရှိခဲ့တယ်လို့ထောက်လန်းသိရှိရပါတယ်။အရီဒေကနှစ်ခုဆိုရင်နှစ်လကျော်ကြာမြင့်ပါတယ်။ 2024ခုနှစ် Emperor Alexander III ကတက်တော်ဝင်ခဲ့ပါတယ်။ဒီသင်္ဘောကတတိယမြောက် Borek အမျိုးအစားရှင်ကိုသင်္ဘောဖြစ်မယ်လို့ခန့်မှန်းရပါတယ်။ နောက်ထပ်ဒီလိုမျိုးစားသင်းမောတစည်းမဟုတ်နဲ့စီးထပ်ပြီးတော့တက်တော်ဝင်အောင်မယ်လို့ခံမှန်းရပါတယ်ဒီသင်းမောတွေပါလူမဲ့ထိန်းချုပ်စနစ်ဖိုစီဒွန်နျူကလီယာစွမ်းအင်သုံးစနစ်တွေပါဝင်တယ်လို့ဆိုပါတယ်ဒီအတွက်ရေနံပိုင်းအထိစစ်ဆင်ရေးပြုလုပ်နိုင်ပါတယ်စုံစမ်းထောက်လှမ်းမှုတွေပြုလုပ်နိုင်ရုံသာမကရေနံပိုင်းကအရေးပါတဲ့အခြေခံစာအုပ်တွေကိုပါတိုက်ခိုက်နိုင်မယ်လို့ဆိုပါတယ်ဒီသင်းမောတွေရဲ့အလားအလာတွေကို2010ခုနှစ်ကျွေးကလေးကအော်ရောပါနိုင်ငံတွေကသတိပြုမိခဲ့ပါတယ်ဒါပေမဲ့ပစိမိတ်သမုတ်တရားမှာအဓိကရင်ငုံသမုတ်စိတ်ကန်းတွေမရှိတဲ့အတွက် ဂျပန်နိုင်ငံအထက်တော့သိပြီးတော့စိတ်ပူစရာမလိုဘူးလို့ရှုမြင်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီအခြေအနေကအနာဂတ်မှာတော့ပြောင်းလဲသွားနိုင်ပါတယ်။ဂျီမာရဲ့စိတ်ကဲမရှိပေမဲ့ဂျပန်နေစိတ်ပူလာကြပါပြီ1980ခုနှစ်တွေမှာဂျပန်နိုင်ငံဟာမြေပြင်အခြေစိုက်ကာကွယ်နည်းပြူဟာဖြစ်တဲ့ Northern Forward Defense ကိုအသုံးပြုခဲ့ပါတယ် Seoknok ကဆိုဗီယက်ယူနီယံရဲ့ပဲ့ချင်းဒုံတက်ရင်ငုံသမောရီရဲ့အခြေစိုက်စခန်းဖြစ်ခဲ့မှုတဲ့အတွက်ဂျပန်နိုင်ငံဟိုကိုင်ဒိုကျွန်းစုကပထမဆုံးပြစ်မှတ်ဖြစ်လာနိုင်ပါတယ် ဂျပန်နိုင်ငံရဲ့ပြူဟာကတော့တခုတည်းသောမြေပြင်ကြီးတဲ့နဲ့ကမ်းခြေတွေကိုကာကွယ်ဖို့ဖြစ်ပါတယ်။ပြီးတော့တာဝေးပြည့်မြေပြင်ကနေရေပြင်ပြည့်ဒုံးကြီးတွေနဲ့ ဂျပန်ရေပိုင်နက်ကိုကာကွယ်မဲ့ပြူဟာဖြစ်ပါတယ်။ဆိုဗီယက်တရဲ့ရေတန်းနဲ့ရင်ငုတ်သင်္ဘောတပ်တွေထိုးချလာခဲ့တဲ့အခြေအနေတုန်းကဂျပန်ကလည်းရင်ငုတ်သင်္ဘောတွေတံပြန်တိုက်ခိုက်ရေးမှာများစွာယင်းနှမြုံနဲ့ထားခဲ့ပူပါတယ်။ဂျပန်ရဲ့ဖြက်စီရေး destroyer စင်းသင်္ဘောတွေမှာရင်ငုတ်သင်္ဘောတံပြန်ရေးလက်နက်တွေတပ်ဆင်လာပါတယ်။ပြီးတော့ရင်ငုတ်သင်္ဘောထောက်လန်းရေးရဟတ်ယာဉ်တွေကိုလည်းအများအပြားအသုံးပြုလာပါတယ်။ပြီးတော့လေကြောင်းကင်းလဲရင် P3C အစီးတရာကိုထုတ်လုပ်ဖြန့်ဝေဖို့လည်းဆုံးဖြတ်ထားပါတယ်။ အခု15နှစ်လောက်ကြာလာပြီးတဲ့နောက်မှာတော့ဂျပန်နိုင်ငံကအာယုံစူးစိုက်မှုကိုတရုတ်နောက်တောင်တရုတ်ပင်လယ်ပိုင်းကိုရွှေ့ပြောင်းလိုက်တာဖြစ်ပါတယ်။တရုတ်အနောက်တောင်ပင်လယ်ပိုင်းကိုရွှေ့ပြောင်းလိုက်တာပါ။တရုတ်ချင်းချမှုကလည်းကြီးမလာတဲ့အတွက်ဖြစ်ပါတယ်။ဒီအတွက်ဟိုကိုင်ဒိုကျွန်းကတဖန်ပြန်ပြီးတော့ ူဟာကြတဲ့နေရာတစ်ခုဖြစ်လာပြန်ပါတယ်။တကယ်လို့ရုရှားတွေရဲ့ပိုရက်ရေကုန်သင်္ဘောတွေဟာလှုပ်ရှားမှုကအခုလက်ရှိထက်ပိုများပြားလာမယ်ဆိုရင်တော့ဆီရိုကနော့မှာအမြဲတမ်းကင်းလဲလာခဲ့မယ်ဆိုရင်ဂျပန်နဲ့ US ရဲ့ပစိဖိတ်ရေတပ်တွေဟာအထူးသတိထားရပါတော့မယ်။နောက်တစ်ခုကတော့ရုရှားကဒီဒေသတွေကိုတရုတ်နိုင်ငံကိုဝင်လာခွင့်ပြုထားတဲ့အချက်ပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့15နှစ်တုန်းကဆိုရင်တော့ရုရှားဟာဆီရိုကနော့တဲကိုတရုတ်နိုင်ငံကိုဝင်ခွင့်မပြုခဲ့ပါဘူး။2011ခုနှစ်တုန်းကကြောင့်တရုတ်ရေတပ်ဒီဒေသကိုဖျက်သွားတဲ့အချိန်မှာရုရှားက ဒုံးကြီးပြစ်ခတ်မှု၄ချိန်ခန်းတွေကိုပြုတ်လုပြီးတော့မကျေနပ်ကြအောင်ပြသခဲ့ပူပါတယ်။ဒါပေမဲ့ဆယ်စုနှစ်တခုအကြာမှာတော့ဂိဆာရီယာပြောင်းလဲကုန်ပါပြီ။ရုရှားကသေယုံနဲ့စီရီအပါဝင်တခြားကဏ္ဍတွေမှာပါဆက်ဆက်ရေးခိုင်မြအောင်ပြုတ်လုနေပါတယ်။ဒီယိုစစ်တပ်ကရုရှားစစ်တပ်နဲ့အတူဗျူဟာမြောက်စီရီလေးချင်းမှုတွေကိုပြုတ်လုနေပါတယ်။လေတန်းနဲ့ရေတက်ဟာလည်းပူပေါင်းဆောင်ရွက်မှုတွေကိုပြုတ်လုနေပါတယ်။အတူကင်းလဲတာတွေကိုလုံဆောင်ရုံသာမကစီယော့ကနော့ဒေတာမှာပါ2023ခုနှစ်အတွင်းမှာပူပေါင်းစီရီလေးချင်းခဲ့ပါတယ်။ ရုရှားရင်ငုံတင်မော်တွေကဂျပန်နိုင်ငံမြောက်ပိုင်းရှိပိုင်းတဲ့ဒီမှာပို့ပြီးတော့လှုပ်လှုပ်ရှားရှားဖြစ်နေပါပြီ။တရုတ်နဲ့ရုရှားရဲ့ဘူပေါင်းဆောင်ရွက်မှုတွေကလည်းထိုးမြင့်လာပါပြီ။ဂျပန်နဲ့မဟာမိတ်တွေကခြေတလန်းနောက်ကျနေပြီးတော့အရေးမြင့်တင်နေပါနေပါသေးတယ်။ဂျပန်နိုင်ငံဟာမြောက်ပိုင်းရှိပိုင်းနဲ့တရုတ်နိုင်ငံနဲ့ကိုရီးယားကျွန်းဆွယ်ဒေသတွေကိုပါတတိထားနေရပါတယ်။ဒီအတွက်ဖြည့်ရှင်းနိုင်တဲ့နည်းလမ်းကဘာများရှိမလဲ။ဂျပန်နိုင်ငံကနိုင်ငံ GDP ရဲ့နှစ်ရာခိုင်နှုန်းကိုကာကွယ်ရေးအသုံးစီးဖြစ်မြင့်တင်လိုက်ပါတယ်ခင်မီမီတော့တဲ့လေတက်လေရင်တွေနေရာမှာခင်မီလေရင်တွေနဲ့အစားထိုးပါတယ် ဒါအပြင်2025ခုနှစ်မှာ UK နိုင်ငံအလဲပါဝင်ပတ်သက်လာပြီးတော့ သူရဲ့လုံနိုင်စံကိုပြသလာပါပြီ UK ကဂျပန်ကိုကျော်တော်နောက်ခံပြုပေးဖို့ဆုံးဖြတ်ထားပါတယ်ဒါကရုရှားအထွတ်တော်သတင်းစကားတစ်ခုပဲဖြစ်ပါတယ်အင်အားတိုးမြင့်လာဆက်ဆက်ရေးပုံမှုခိုင်မာလာအောင်လုပ်တာတွေကအနာဂတ်မှာဖြစ်လာနိုင်တဲ့ချိန်ချောင်းမှုတွေကိုတံပြန်နိုင်ဖို့အတွက်ဖြစ်ပါတယ်ဂျပန်တောင်ကိုရီးယားနဲ့ဩစတြေးလျကလည်းပူးပေါင်းဆောင်ရွက်ဖို့စိတ်ဝင်စားနေကြပါတယ်2025ခုနှစ်အတွင်းမှာပူးပေါင်းဆောင်ရွက်ဖို့ကြိုးစားမှုတွေပုံမှန်များပြားလာနိုင်ပါတယ်ဒါရီအားလုံးကမြောက်ပစိဖိတ်ဒေသမှာအင်အားစွာချိန်ခွင်ရှာညီမြအောင်ဆောင်ရွက်မှုတွေပဲဖြစ်ပါတယ် ဆိုရှယ်မာဂေယိုရန်အတွက်ဂျပန်နဲ့တောင်ကိုရီးယားကလည်းပူးပေါင်းဆောင်ရွက်ဖို့ရှိနေပါတယ်။တောင်ကိုရီးယားနိုင်ငံကအရှိတရုတ်ပင်လယ်ဒေသကိုထောက်လန်းနိုင်တဲ့အားသာချက်ရှိနေပါတယ်။အနောက်တိုင်းနိုင်ငံတွေကလည်းဂျပန်နိုင်ငံအတွက်အသက်ရှူချောင်စီမဲ့အကူအညီတွေကိုပေးအပ်နိုင်ပါတယ်။ရုရှားနဲ့အနောက်ကနိုင်ငံတွေကြားတွေကရေချောင်းရေတပ်ပြိုင်ဆိုင်မှုတွေကတစ်နှစ်တစ်နှစ်ကြီးမားလာနေပြီဖြစ်ပါတယ်။ဒီပြိုင်ပွဲကစားပွဲတွေအတွက်ဝင်ရောက်ပြိုင်ဆိုင်သူအရေအတွက်ကိုကန့်သက်ထားတာမရှိပါဘူး။ ဂျပန်နိုင်ငံရဲ့တုံ့ပြန်မှုတွေကိုတော့ဆက်လက်စောင့်ကြည့်နေရအောင်မှဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းပြည်သူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။